။နိုင်ဘက်ကသာပပပြေးမှုဆိုရင်အလဲထုံးနဲ့ပွဲသိမ်းပြနိုင်တယ်ဆိုတဲ့ဂျိုရှွာဘန်။ပရိသတ်များလောပဲမိင်္ဂလာများမန်ချက်စတာဖောဆွန်ကနေပြန်လဲကြိုးလိုက်ပါရင်ချင်းဖိုင်တာလေးဂျိုရှွာဘန်ကဒီတစ်ခေါက်ရင်ဆိုင်လို့ရှင်ပြန်ရမယ်ဘရူနိုဆေးပါနဲ့ပွဲအတွက်အစင်းသိမ်းဖြစ်နေပါပြီ။ဗန်အားလာမဲ့ဂျွန်လာ9ရက်နေ့မှာကျင်းပမယ် USC ပွဲမှာဘရာဇီးဖိုင်တာဘရူနိုဆေးပါနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါရင် ဗန်နဲ့ဘရူနိုဆေးပါတို့ဟာပြီးခဲ့တဲ့မန်ချက်စတာ၈ရက်နေ့ကကျင်းပခဲ့တဲ့ USC 313မှာပွဲတင်ပေးခြင်းခံထားတာဖြစ်ပါရင်ဒါပေမဲ့လည်းဆေးပါတောင်ပွဲနီးမှာနှုတ်ထွက်သွားခဲ့ရာကြောင့်ဗန်ဟာလည်းရှုံးဝဲမရှိဂျပန်ဖိုင်တာဆူရူရာနဲ့ပြောင်းလဲထိုးသက်ခဲ့ရပါရင်ဆူရူရာနဲ့ပွဲမှာတော့ဗန်ဟာချုပ်ကွက်နဲ့အချိန်30ကျော်အချုပ်ခံခဲ့ရပေမဲ့တိတ်တောင်းဒက်ဖန့်ကိုအကောင်းဆုံးကာကွယ်ပြခဲ့ပြီးအမှတ်ပေးအဆုံးဖြတ်တဲ့နိုင်ရရှိခဲ့တာဖြစ်ပါရင်ဗန်စီဘာနဲ့ပွဲအတွက်အပြင်ဆင်မှုကောင်းကောင်းလုပ်ချင်ရခဲ့ပြီးတခြားပွဲတွေထက်တောင်မှပြင်ဆင်ခြင်းလုံလုံလောက်လောက်ရခဲ့တယ်လို့ပြောရမှာဖြစ်ပါရင် ပထမတစ်ခါပွဲတည်ပေးခံရကြတဲ့ကစေးပိုင်းအားနေချက်အားသာချက်တွေကိုတေချာလေးလာပြီးနောက်တစ်ချိန်ပြန်တည်ပေးခံရတဲ့အချိန်မှာတော့ဗန်အတွက် revision ပြန်တွေ့ရတဲ့သဘောမျိုးဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်လဲဗန်ကစေးပါတာပြပြေးမှုဆိုရင်အလဲထိုးနဲ့ပွဲသိမ်းပြမယ်ဆိုပြီးကျုံးဝါပြောဆိုလိုက်ပါတယ်။ဗန်က ပြိုင်ဘက်ကလှည့်ပတ်မပြေဘူးဆိုရင်တော့အလဲထိုးနဲ့ကျွန်တော်ပွဲသိမ်းပြနိုင်ပါတယ်။သူဘက်ကပွဲကိုဘလိုပုံစံမျိုးကစားမလဲဆိုတာပေါ်ပဲမူတည်တာပေါ့။ကျွန်တော်ဘက်ကတော့ပွဲသိမ်းရလဲမဖြစ်မနေယူပြမယ်ဆိုတဲ့ပုံစံမျိုးကစားမှာမဟုတ်ပါဘူး။အခွင့်အရေးပေါ်လာရင်ယူမယ်၊ပေါ်မလာရင်မယူဘူး။ကျွန်တော်ကတော့ပေါ်ပါနေနေနဲ့ကစားမှာပါဆိုပြီးပြောတော်သွားခဲ့ပါတယ်။စီဘာဟာလည်း flyweight တန် ranking အဆင့်ဆန်းနေမှာရှိတဲ့ fighter တယောက်ဖြစ်တာကြောင့် van နေနဲ့အနိုင်ရရှိခဲ့မယ်ဆိုရင် ranking အဆင့်ထက်တက်လာပွဲရှိနေပါတယ်။ Bruno Silva ဟာ UFC မှာထိုးတက်ခဲ့တဲ့နောက်ဆုံး၄ပွဲဆက်ရှုံးနေထားသူဖြစ်ပါတယ်။ဒါကြောင့်ကြားနာခဲ့ခဲနေတဲ့ Silva အနေနဲ့ van နဲ့အတွေ့မှာတော့၅ပွဲဆက်ရှုံးဝ ဖြစ်အောင်စွမ်းကုန်စ조사လာနိုင်ပါတယ်ဒိုဒိုဆေးဘာဟာဗန်ထက်ရက်ပုံနေတယ်လို့ reach လဲနေပါတယ်ဒီရချက်ကဗန်အတွက်အရေးကြီးပါတယ်တေချာပေါက်ဆေးဘာကဗန်ကိုပူးထိုးလာမှာဖြစ်ပါတယ်ဗန်အနေနဲ့ဆေးဘာရဲ့လက်သေးချက်တွေကိုကောင်းကောင်းကမ်းမကနိုင်ဘူးဆိုရင်တော့ရလက်ကောင်းမှာမဟုတ်ပါဘူးဆေးဘာဟာလက်သေးထိုးချက်ပြင်းတဲ့ fighter တယောက်ဖြစ်တဲ့ပြင် stand fight လည်းတော်တော်လေးကောင်းပါတယ်ဗန်ကလည်းချိုးကွက်တဲ့ stand fight အားတာတဲ့ fighter ဖြစ်တာကြောင့်ပွဲကောင်းတစ်ပွဲဖြစ်လာမှာတေချာပါတယ်ဗန်အနေနဲ့ဆေးဘာကိုနိုင်ယူပြီး ranking ထက်ထက်သွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ